ငွေကြီးတကယ်ချမ်းသာသူတွေမှာရှိတဲ့ဖြိုးဝှက်ချက်တခုရှိတယ်။ဒါကတော့သူတို့မှာငွေတွေအများကြီးရှိတာကြောင့်မဟုတ်ဘူးနော်။ချမ်းသာတဲ့စိတ်သက်ရှိလို့ငွေကသူတို့နောက်ကိုလိုက်လာတာပါ။ပရမတ်တခုက ရေရှည်ကိုကြီးတယ်အမြင်။သူတို့ဟာဒီနေ့အတွက်မတတ်ပဲနောင်ဆယ်နှစ်နှစ်နှစ်အတွက်ရင်းနှီးကြတယ်။ငွေတုံးတဲ့အခါဒီငွေကနောင်ဘာပြန်ဖြစ်မလဲဆိုတာကိုမေးကြတယ်။ဒုတိယတခုကတင်ယူမှုကိုရင်းနှီးခြင်း စာအုပ်တွေသင်ခန်းတွေမှာငွေကုန်ကန်ဖို့ဝန်မလေးကြဘူးကိုညံတိုးတာဟာငွေဝန်လန်းအသစ်ဖောက်တာပါတတိယတစ်ခုကပြဿနာကို အခွင့်အရေးဖြစ်မြင်ခြင်းလူများကခက်ခဲမှုတွေကို အဆိုးဖြစ်မြင်တယ်ချမ်းသာသူတွေကတော့အခက်ခဲတဲ့မှာအခွင့်အရေးရှာတယ်ဒီစိတ်သက်သုံးမျိုးကိုကျင့်သုံးမယ်ဆိုရင်ကိုယ့်ရဲ့ငွေကြေးအနာဂတ်ဟာပိုတော့ပလာမယ်ဒီလိုအကြောင်းအရာတွေထပ်လို့ခြင်းရင် follow လုပ်ဖို့မမေ့ပါနဲ့နော် ိုပိုင်အမြင်လေးရှိရင်ကောင်းမှန်မှမျှဝေပေးပါအောင်